မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီကနေ့အော်တိုဘားလနှစ်နှစ်မှာထွက်စီခဲ့တဲ့နိုင်ငံပိုင်သတင်းစာပௌဒ္ဓကသတင်းစာတွေကကောင်းလို့ရတွေကိုရွေးချယ်ဖတ်ကြပေးမယ့်အစီအစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်မှာကျွန်တော်လင်းဆောင်နဲ့တူကျွန်မတူတူအောင်တို့ကတင်ဆက်ဖတ်ကြပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီကနေ့ကျွန်တော်တို့ထွက်ခဲ့တဲ့ပေါ့နော်သတင်းစာတွေကကောင်းကြီးသတင်းတွေကိုမတူတူအောင်နေနဲ့ဘာတွေရွေးချယ်ထားလဲခင်ဗျာဟုတ်ကဲ့ကျွန်မရွေးချယ်ထားတဲ့ကောင်းကြီးသတင်းတွေမှာဆိုလို့ရှိရင်တော့ The Voice မှာပါတယ် ရင်စည်းရီတတောင်းကျော်ကနအုံးမှတ်ပုံတင်ရန်ကြံရှိတော်လဲတတ်မှတ်ကာလာတိုးပေးရန်အစီအစဉ်မရှိဟုဆိုဆိုတဲ့သတင်းလေးရယ်7 day မှာပါတယ်ကမ္ဘာလေတုအငင်းညမ်းဆုံးနိုင်ငံစင်းတွင်မြန်မာအဆင့်ဆက်ခွန်ချိတ်ဆိုတဲ့သတင်းလေးရယ်စံတော်ချိန်မှာပါတယ်စာနယ်ဇင်းသမားများအတွက်လွတ်လပ်ခွင့်လိုအပ်ဂုံတိတ်ခါနဲ့အရှိန်အဝါကိုထိန်းသိမ်းဆောက်ရှောက်ဆိုတဲ့သတင်းလေးရယ်ဖြစ်ပါတယ် ဒါတော့ဒီနေ့ထွက်ရှိလာတဲ့သတင်းစာတွေကပေါ့နော်ခေါင်းစည်းလေးတွေကိုရွေးချယ်ထားတာပါဟုတ်ကဲ့ကိုလင်းဆက်ကရောအရီတာအဘော်တွေကဘာတွေရွေးချယ်ထားသေးလဲရှင်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ထွက်ခဲ့တဲ့သတင်းစာတွေကဒီ The White သတင်းစာပေါ့နော် The White သတင်းစာထဲမှာဒါဒီကလေးငယ်လေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရီတာအဘော်ကဟိုသုံးသပ်ထားတာကိုကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာခေါင်းစဉ်ကတော့မြမကလေးငယ်တွေတဲ့အကာအကွယ်မဲ့နေပြီလားတဲ့အခုရပိုင်အတွင်းမှာတဲ့ကလေးငယ်တွေအပေါ်ကျွလွန်တဲ့အမှုခင်းတွေတော်တော်များများကိုတက်လာတာတွေ့ရတော့တဲ့ကျွန်တော်တို့မြမလူအဖွဲ့အစည်းမှာ ကလေးတငယ်တွေတဲ့တိတ်ကိုကာကွယ်မဲ့တယ်လို့ဖြစ်နေသလားလို့တွေးမိပါတယ်တဲ့အရွယ်မြောက်သေးတဲ့ကလေးတငယ်တွေအပေါ်မှာလူစိတ်ကင်းမဲ့နေတဲ့ရိစ္ဆန်လိုလူတွေကအာရမပြုကျင့်တဲ့တဲ့ရင်အိမ်ဖော်ကလေးငယ်တွေကိုတဲ့လူမဆန်စွာနှိမ့်ဆက်တဲ့တဲ့တွေကကျွန်တော်တို့လူအဖွဲ့စည်းရဲ့အစဉ်အတန်းကိုစောက်ထိုးကြစေတဲ့ကိစ္စတွေပေါ့ဆိုပြီးတော့ဒါအီဒီတာအဘောပါပေါ့နော်အဖွဲ့မှာပြောဆိုထားတာပါအဲ့တော့နောက်ထပ်အဲ့ဒီလိုတဲ့အမှုခင်းတွေဖြစ်ရင်လဲလက်ရှိတည်နေစေဥပဒေတွေကပေးတဲ့အပြစ်ဒဏ်က မှတ်လောက်သားလောက်အောင်မဟုတ်တဲ့အပြင်နဲ့ငွေပေးပြီးတရားနိုင်အောင်အပြစ်ချုပ်အောင်လုပ်လို့ရနေတဲ့ဒီရလို့ရနေတော့ပေါ့နော်ပြစ်မှုကျွလုံတဲ့သူတွေပို့ပြီးတော့အတင်ရဲအောင်တယ်ဝက်ပြီးတော့အပေးနေတယ်လို့ပါပဲတဲ့ဒါတွေကတော့လက်ရှိတိဆက်ဥပဒေတွေကဒါပြစ်မှုကျွလုံတဲ့သူတွေကိုအပေးနေတဲ့ပုံစံတော့ဖြစ်နေတယ်ပေါ့နော်ဒါဟိုပြစ်တယ်ကမှတ်လောက်သားလောက်မရှိရတဲ့အတွက်ကြောင့်ဒါကိုအဒီတာဘောကပြောထားတာပါ တကယ်တော့တဲ့ကလေးတွေမှာအကာအကွယ်မဲ့တာမှမဟုတ်ပါဘူးတဲ့အရွယ်ရောက်ပြီးသားလူကြီးတွေလည်းအင်းထဲမှာကိုထိုင်နေရင်းနဲ့အချိန်မရွေးအနူကျန်းစီဓမြတိုက်လူသက်မိဆို့သွားနေတဲ့အန်ဒရယ်တွေကလည်းရှိနေပြန်ပါတယ်တဲ့ဒီနေရာမှာတော့တဲ့အဲ့ဒီတရားဥပဒေမစိုးမိုးတဲ့ကိစ္စတွေကြောင့်ဖြစ်ရတဲ့ပြစ်မှုတွေအပြင်တိုင်းပြည်ကိုတဲ့အလွဲစီမံခံခွဲနေတဲ့အကျိုးဆက်ပြည်သူစစ်နဲ့ဆင်းရဲတွေနဲ့နေရတာတွေကြောင့်လည်းတဲ့ဓာတ်ရိုက်ရောသွေဝိုက်ပြီးတော့ရောကလေးငယ်တွေတဲ့ထိခိုက်ခံစားတဲ့ကိစ္စတွေကမနေ့မနေ့ကိုရှိနေတာကိုအဓိကမိမောင်းထိုးပြကြနေတာပါတဲ့ မွေးကင်းစာကလေးငယ်လေးတွေကအစာအသုံးချပြီးတော့တောင်ရန်စားတောက်နေတာမိဘဆွေမျိုးသားချင်းရဲ့အုတ်ထဲမှုအောက်မှာပဲတဲ့စီနေရမဲ့เจ้าမနေသေးတဲ့အရွယ်လေးတွေเจ้าစာသင်ခန်းထဲမှာတဲ့စီနေရမဲ့အရွယ်မျိုးစုံကလေးတွေတောင်ရန်စားတောက်နေကြတာခိုးနိုင်အလစ်တုပ်ဖြစ်နေတာတွေကရန်ကုန်မှာတော့မမြင်ချင်မှအဆုံးပဲဖြစ်နေရပါတယ်တဲ့နေရာတိုင်းမှာကိုစီနေရပေါ့နော်သူကပြောတော့ပါတချို့ကြတော့လေတဲ့လမ်းလေကောင်းမှာမိပွိုက်မှာနေပူမိုးရွာမချောင်းနဲ့ညှင်းနဲ့လင်အားကြီးမချောင်း ဒါသမျှကားတွေကိုတဲ့ပန်းရောင်းတဲ့အလုပ်ကိုနောက်ွယ်ကနေတဲ့ခိုင်းစာနေကြတဲ့သနားစွဲကလေးငယ်လေးတွေရှိနေပါတယ်တဲ့တချို့ဆိုရင်အမီပွိုင်နေနေတော့ရက်ထားတဲ့ကားကိုမိပြီးအိမ့်ငိတ်နေချာတဲ့ကလေးငယ်တွေရဲ့ဘဝရဲ့အန်တယ်ကလည်းတိတ်ကိုကြီးမားလာပါတယ်တဲ့နာဂိတ်ဆိုင်ကလုံးမုံတိုင်းတန်းကြောင့်မိဘမဲ့ကလေးငယ်ပေါင်းများစွာကားတဲ့ဒီကက်တင်ဆော့ဆော့မှုခံရတဲ့ကလေးငယ်လေးတွေရှိသလိုပေါ့နော်ကက်တင်ဆော့ဆော့မှုကိုမခံရဘဲကိုဝန်းကိုကြောင်ရင်လက်ဖက်ရည်ဆိုင်တွေမှာစားတော့ဆိုင်တွေမှာတဲ့လမ်းခင်းတဲ့နေရာမှာ တဲ့တဲ့ထန်းတဲ့နေရာတွေမှာတဲ့အုပ်ဖုတ်တဲ့နေရာတွေမှာပင်ပင်ပန်းပန်းအလုံးလုံးနေကြရတဲ့ကလေးငယ်တွေအိမ်ဖော်တွေအိမ်ကူဘွားနဲ့အနစ်ဆက်ခံအနစ်ခံနေကြတဲ့ကလေးငယ်တွေကလည်းအများကြီးရှိနေပါတယ်တဲ့နောက်ထပ်နေဆက်တွေမှာတော့တဲ့ပြည်တွင်းစစ်ကြောင့်အခြေတကျမနေနိုင်ကြဘဲနဲ့ကျောင်းနေရတဲ့အချိန်တွေတဲ့တိတ်နေပြီးနေ့စဉ်ထမင်းနက်မှန်အောင်တော့မစနိုင်ကြဘူးတဲ့အလူရှင်ကိုမျှော်နေကြရတဲ့ဘွားတဲ့ကိုဘာသာကိုမနေရုံးကန်နေကြတဲ့မိသားစုကကလေးငယ်တွေစစ်ပွဲကြောက်တဲ့မိဘမဲ့ဖြစ်ရတဲ့ကလေးငယ်တွေ တပတ်နိုင်ငံမှာတဲ့ကျွန်းသားသားအလုပ်ပြစ်ဒဆအလုပ်လုပ်ပြီးဘဝဆုံးသွားဆာရတဲ့ဒီကလေးတွေငယ်တွေလက်နဲ့ကင်တက်တွေရဲ့စစ်သားဆူဆောင်းရေးမှာတဲ့အသက်မပြေပဲပါသွားသူတွေဘလောက်တောင်ကျွန်တော်တို့နိုင်ငံမှာများနေပါပြီလေတဲ့ဒါကသူတစ်ဆက်တည်းပေါ့နော်ပြောပြတော့ပါနောက်တစ်ခုကတော့ဒီတချို့မွေးရေးဆေးဝါးနဲ့တဲ့အရက်သေးစာသုံးဆွဲစားတော့တဲ့အဖေဆိုးတွေအဲ့ဒီလိုယောက်ျားမျိုးနဲ့ရလို့စိတ်တန်ရရပြီးအကျန်းတန်းခက်ထန်လာတဲ့မိခင်မျိုးတွေနဲ့အတူနေရတဲ့ကလေးငယ်တွေခင်ဗျာမှာလဲတဲ့အဖေကမွေးရင်ရိုက်တဲ့ဒဏ်ပေါ့နော်အမေကစိတ်တူလို့မကျင်နဲ့ရင် နှိမ့်ဆက်သလိုမျိုးရိုက်တဲ့ဒဏ်ခံနေကြရတဲ့အဖြစ်တွေကလည်းမရေတွက်နိုင်အောင်ကျွန်တော်တို့နိုင်ငံမှာရှိနေပါတယ်တဲ့အရင်စစ်ရရင်တော့တဲ့ဆင်းရဲမွဲတင်မှုအသိပညာနိုင်ပါမှုပတ်ဝန်းကျင်ဆိုးရရက်ခတ်မှုတွေကြောင့်မြမကလေးတငယ်တွေတဲ့အသိဒီအကာအကွယ်မဲ့တယ်လို့ဖြစ်နေရတာပါတဲ့ဒါကိုအကာအကွယ်ကုစားဖို့ဆိုရင်တော့ဆင်းရဲတာချမ်းသာတာကိုနောက်ကိုထားပြီးအစိုးရရဲ့ဘတ်ဂျက်ထဲကနေတဲ့ပမာဏတစ်ခုကိုအတိအကျသတ်မှတ်ပြီးလက်တွေကူညီဆောင်ရွက်မှုတွေလုပ်ရပါလိမ့်မယ်တဲ့ UNICEF လိုကုလသမဂ္ဂကလေးတငယ်ဆိုင်ရာရမုံငွေနဲ့ဖွဲ့မျိုးနဲ့ချိတ်ဆက်ပြီးတော့ ကလေးတငယ်တွေကိုတဲ့အကာအကွယ်အဆောင်ဆောင်ပေးဖို့စီမံကိန်းစီမံချက်ဥပဒေတွေအမြန်ဆွဲပြီးချက်ချက်ကောင်တယ်ဖော်ရမယ်တဲ့နောက်ကြတာနဲ့အမြဆိုးချိုးများတယ်ဆိုတာကိုသတိစေသေးချင်ပါတယ်ပေါ့နော်ဒါကအရိဒအဘော်ကဒီကလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သူ့ရဲ့သတင်းစာမှာပေါ့နော်ဖော်ပြထားတာပါခင်ဗျဟုတ်ဒါလည်းသူဖပောင်းဆောင်ကနေရေးပြထားတာပေါ့နော်။ဟုတ်ကဲ့ကလေးတွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့။ဟုတ်ကဲ့ပါရှင်။ကျမတို့အခုသတင်းလေးရေးချတာကတော့ဆန်တော်ချိန်ရပါတယ်သတင်းလေးပါပဲ။ဒါပထမမျက်နှာဖုံးသတင်းလေးမှလည်းဖတ်ထားပါရရှင်။ စာနယ်ဇင်းသမားများအတွက်အတွက်လွတ်လပ်ခွင့်လိုအပ်ဂုံတိတ်ခါနဲ့အရှိန်ဝါကိုထိမ့်သိမ်းဆောက်ရှောက်ဆိုတဲ့သတင်းလေးပါပဲ။သတင်းသမားတို့မဟုတ်စာပေအမှုပညာသမားများအနေဖြင့်လည်းပင်ကိုတဘာဝအရလွတ်လပ်ခွင့်ကိုအလွန်မြတ်လို့ကြောင်းစာနယ်ဇင်းသမားများ၏လွတ်လပ်စွာရေးသားခွင့်နှင့်လွတ်လပ်ခွင့်အတွက်အကာအကွယ်ရှိရန်လိုအပ်ဟုလက်ခံယုံကြည်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်ကပြောကြားခဲ့တာပါ။ရန်ကုန်မြို့ကြောက်တရားမြို့နယ်35လမ်းရှိမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးတွင်နဲ့အော်တိုဘာလ1ရက်မွန်းလွဲတနာရီကနေနိုင်တဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနဲ့တွေ့ဆုံစဉ်နဲ့ပြည်ထောင်စုဝန်ကြီးကရင်းခဲ့သို့ပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။ဆက်လက်၍ပြည်ထောင်စုဝန်ကြီးကစာနယ်ဇင်းသမားများအနေဖြင့်လွတ်လပ်စွာရေးသားခွင့်ရှိတော်လဲထိခိုက်နစ်နာမှုများကိုကာကွယ်ရန်လိုအပ်ကြောင်းလွတ်လပ်စွာရေးသားခွင့်နှင့်ရေးသားမှုများအတွက်တာဝန်ယူမှုလည်းရှိရမည်ဖြစ်ကြောင်းသတင်းမီဒီယာကောင်စီအနေဖြင့် လွတ်လပ်မှုကိုတဲ့တုံးဆွဲသည့်အခါတာဝန်သိစွာတုံးဆွဲရနှင့်ထိမ့်သိမ့်ပေးရမည်ဖြစ်ကြောင်းစာနယ်ဇင်း၏ဂုံတိတ်ခါနှင့်အရှိန်အဝါကိုအမှန်တကယ်ထိမ့်သိမ့်ကာကွယ်ဆောက်ရှောက်ရန် သတင်းမီဒီယာအကောင်စီသည်လိုအပ်ပါကြောင်းနှင့်ရှိသည့်သည်ဟုယခင်ကတည်းကယုံကြည်ပါကြောင်းဒီလည်းဒီမှာထည့်ပြောကြားထားတာပေါ့နော်တင်ပြချက်တွေနဲ့တဲ့ဒီဝင်ကြီးတင်ပြချက်တွေနဲ့ဆက်လင်းနေပြည်တော်စုဝင်ကြီးကဝင်ကြီးဌာနများတွင်မီဒီယာထိတွေ့မှုအတွက်သတင်းစာရှင်းလင်းပွဲများကိုလည်းကျင်းပပေးခဲ့ကြတဲ့ ပြောရေးဆိုခွင့်ရှိသူစနစ်အားကောင်းစေရန်ပြန်လည်ဖွဲ့စည်းရေးကြိုးစားနေကြောင်းပြောရေးဆိုခွင့်ရှိသူများကိုမူဝါဒများအတိပေးထားတဲ့ကြောင်းမီဒီယာဖွံ့ဖြိုးတိုးတက်မှုဝါဒများကိုလည်းလက်ခံကြောင်းမီဒီယာဖွံ့ဖြိုးတိုးတက်မှုဝါဒနှင့်ပတ်သက်ပြီးတဖြည်းဖြည်းတိဆောက်ရမည့်အပိုင်းဖြစ်ကြောင်းအပြန်လည်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်းဒီမှာထည့်သွင်းစနစ်ထားတာပေါ့နော်ဒါကတော့အခုလက်ရှိပေါ့နော်ဒီစာနယ်ဇင်းသမားတွေအတွက်လွတ်လပ်ခွင့်လိုအပ်တယ်ပြီးတော့ဂုံတိတ်ခါအချိန်ဝါရီလည်းထင်းထင်းဆောက်ရှောက်တင်တယ် ဒါလွတ်လပ်စွာရေးသားဖော်ပြခွင့်အနေနဲ့ပတ်သက်ပြီးဒါရေးသားဖော်ပြထားတာပါရှင်ဟုတ်ကဲ့ဒီဒီစာနယ်ဇင်းလွတ်လပ်ခွင့်ကတော့အရင်အစိုးရလက်ထက်ကလေးရလေးပါတော့ကိုချင်းကြီးအစဉ်တစိုက်တောင်းဆိုလာခဲ့တာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကျွန်တော်တို့နောက်ထပ်ဒီစီးပွားရေးသတင်းတစ်ပုတ်ပေါ့နော်တပိုက်ထဲကပဲကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျဒါကတော့ဒီအင်ယာလိုအပ်နေတဲ့သူတွေအတွက်သတင်းကောင်းလေးတစ်ပုတ်ပါ AOD ဘန်ကားတဲ့အင်ယာအရေးကြဝယ်ယူခွင့်နဲ့နှစ်ကန့်သက်ချက်တို့မြင့်ပေးပြီလို့ဆိုထားပါတယ်တဲ့အဲ့တော့အင်ယာဝယ်ယူရန်ခက်ခဲနေသူများအတွက်ထိထိရောက်ရောက်အကူအညီပေးနိုင်ရန်ရည်ရွယ်ပြီးတော့တဲ့ AOD ဘန်ကား အင်ယာအရကျဝယ်ယူရမှာတဲ့ပေးသွင်းရတဲ့အနှစ်ကန့်သက်ချက်ကိုတိုးမြင့်ပေးမိဖြစ်ကြောင်းအဲ့ဒီဘဏ်ကပြောကြပါတယ်ဆိုပြီးတော့ဖော်ပြထားတာပါကျွန်တော်တို့ရဲ့စနစ်ကနေ15နှစ်အထိတိုးမြင့်ပေးဖို့ရှိပါတယ်တဲ့ဒါမှလည်းအင်ယာဝယ်ခြင်းတဲ့သူတွေအတွက်တဲ့အဆင်ပြေစေနိုင်မှာပါဆိုပြီးတော့ AIOD ဘဏ်အကြီးတဲ့မန်နေဂျာဦးစာနီလင်းကပြောဆိုတယ်ဆိုပြီးတော့ဖော်ပြထားတာပါလက်တလုံးမှာတော့တဲ့အင်ယာအရေးကြဝယ်ယူရန်လာရောက်ရှောက်ထားမှုနေပါလေရှိပြီးတော့ဈေးနှုန်းကျင်းပြင်းခြင်းနဲ့အထောက်အထားပြတ်တရားမလုံလောက်မှုတို့ကြောင့်ဖြစ်ကြောင်း၎င်းကဆိုပါတယ်ဆိုပြီးတော့ပြောပါတယ် လက်ရှိမှာတော့အင်အားအရေးကြဝယ်ယူလိုသူများအတွက်၅နှစ်ကနေ9နှစ်ထိပေးချေခွင့်ပြုထားပြီးတော့ဆောက်လုပ်ပြီးစီးသည့်အိမ်များကိုသာတဲ့အရေးကြစနစ်နဲ့ဝယ်ယူခွင့်ပြုကြောင်းအယောက်ဒီဘဏ်ကသိရပါတယ်တဲ့ပုဂ္ဂလိကဘဏ်အချို့မှာတော့အင်အားအရေးကြဝယ်ယူနိုင်တော့လည်းပဲဘဏ်တွန်းနှုန်းတွေများပြားခြင်းကြောင့်တဲ့ဝယ်ယူနေပါနေတာပါတဲ့ဆောက်လုပ်ဝင်ကြီးဌာနကတည်ထောင်ထားတဲ့ဆောက်လုပ်ရေးနဲ့အင်အားဖွံ့ဖြိုးရေးဘဏ် CHDB ထာမလဲတဲ့အင်အားဝယ်ယူနိုင်ရေးချင်းငွေများကိုထုတ်ချေးပေးလျက်ရှိနေတော်လဲပဲတဲ့ အတွုံးလုံးတွေကအများပြနေတဲ့အတွက်ကြောင့် HME အကျိုးဆောင်များကပြောကြတယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီသတင်းစာမှာဆက်လက်ဖော်ပြထားတာပါဒါကတော့ဒီအရင်အရေးကြောက်ဝေချင်တဲ့သူတွေဘဏ်ကငကောကတော့9နှစ်ကနေ9နှစ်အတွင်းပေါ့နော်အခုကတော့10နှစ်ကနေ15နှစ်အထိတိုးမြင့်ပြီးဖို့ဘဏ်ကပြောလိုက်တယ်ဆိုတဲ့သတင်းကိုဖော်ပြထားတာပါခင်ဗျဟုတ်ကဲ့ပါရှင်ဒါလည်းကောင်းပေါ်နဲ့သတင်းလေးတစ်ခုပဲပေါ့နော်ဟုတ်ပါဘူးဟုတ်ကဲ့ပါရှင်ကျွန်မယူချက်ထားတဲ့နောက်တစ်ပုဒ်သတင်းလေးကတော့70ဒီမှာပါတဲ့သတင်းလေးပါပဲတမရော်နှင့် KIA တိုက်ပွဲများဆက်လက်ဖြစ်ပွားနှစ်ဖက်ကြဆုံးမှုများရှိဆိုတဲ့သတင်းလေးပါပဲ။ စတေမာလာလေကန်ကဆာကပြင်းပြင်းထန်ထန်ဖြစ်ပွားနေသောတက်မရော်နေ KIA တိုက်ပွဲတို့တိုက်ပွဲများကြားဆက်လက်ဖြစ်ပွားနေပြီးနှစ်ဖက်ထိခိုက်မှုများရှိနေကြောင်းလည်းသတင်းရရှိသည်ဆိုပြီးတော့ဒီမှာရေးသားဖော်ပြထားပါဗျ။ဝိုင်းမော်မြို့နယ်အရှိဘတ်နယ်ဆက် KIA စခန်းများရှိရာနေရာတွင်စတေမာလာ73ရက်နေ့ကစတင်ကတိုက်ပွဲများဖြစ်ပွားခဲ့ပြီးအော်တိုဘာလာ၁ရက်နေ့ကလည်းတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံဒုတိယဗိုလ်မှူးကြီးနော်ဘူးကပြောကြားထားတာပါ။ဒုတိယဗိုလ်မှူးကြီးနော်ဘူးက တမလော်ဘက်ကနေဒီနေ့လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတာဆိုတော့တိုက်ပွဲကတော်တော်လေးပြင်းထန်ပါတယ်ဟုလည်းဒီမှာပြောသားထားပါတယ်။ပြည်ရင်းငင်းငယ်ရေးဖော်ဆောင်နေချိန်တွင်လည်းယခုကဲ့သို့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုတမလော်ကိုယ်တိုင်ငင်းချမ်းရေးရလိုမှုမရှိဟုသဘောတက်ရောက်နေကြောင်းလည်းဒီမှာဆက်လက်ပြောကြားထားပါတယ်။ကချင်ဒေသနဲ့ပတ်သက်ရတဲ့တမလော်ကစက်တင်ဘာလ22ရက်နေ့သတင်းထုတ်ပြန်ရ၌တဲ့ဝိုင်းမော်မြို့နယ်တွင်ပုံမှန်တဲ့အုပ်ချုပ်မှုကိစ္စရပ်များအတွက်လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေသောစစ်စစ်ကြောင်းများကိုတဲ့ စက်တင်ဘာလ22ရက်နေ့တွင်လည်း KIA လက်နက်ကင်အဖွဲ့ကတဲ့ဆွဲမိုင်းနှလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းတက်မတော်စစ်ကြောင်းပြန်လည်တိုက်ခိုက်ခဲ့သောကြောင်းနဲ့ဆုတ်ခွာသွားကြောင်းရင်းဖြစ်စဉ်များကိုတဲ့တက်မတော်သားများအချို့ကြာဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိကြောင်းလည်းသတင်းထုတ်ပြန်ထားပါတယ်ဒေသခံလုံခြုံရေးအတွက်ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်းဒီမှာဆက်လက်ပြီးဖော်ပြထားပါတယ်။ကချင်တိုင်းသားတအုပ်ဖြစ်သောမြစ်ကြီးနားမြို့ကန်ဂျခုံးကတက်မတော်အနေဖြင့် KIA ကိုထိုးစစ်တိုက်ခိုက်နေမှုကြောင့်နှစ်ဖက်တပ်သားများထိခိုက်ကြဆုံးမှုများပြားနေသည်ဟု ဒေသအတွင်းသတင်းများထွက်ပေါ်နေကြောင်း NCA တွင်နဲ့လက်မှတ်ရေးထိုး KIA ကိုတဲ့ဖိအားပေးသည့်အနေဖြင့်တိုက်ခိုက်နေသည်ဆိုပါကမှားယွင်းသည့်လုပ်ရက်ဖြစ်ကြောင်းလည်းဒီမှာဖော်ပြထားပါတယ်။ ဒါကတော့တက်မရော်နဲ့ KIA ဟိုဘောနော်တိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့နှစ်ဖက်ကြာဆုံးမှုကလည်းရှိနေရဆိုတာနဲ့ပတ်သက်ပြီးဒါရေတာဖော်ပြထားပါရှင့်ဒါကလည်းတလားကျော်ကြာနေပြီဘောနော်ဒီတိုက်ပွဲကြီးဖြစ်နေရတယ်ဟုတ်ကဲ့ပါရှင့်ပြီးတော့ညဉ့်ညဉ့်ညီလာခံပြီးတဲ့အချိန်မှာဒါနောက်ထပ်တိုက်ပွဲတွေရှိနေသေးတယ်ဘောနော်ဖြစ်နေတယ်ဆိုတဲ့သတင်းအကျိုးဆက်တွေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကဒီစံတော်ချိန်သတင်းစာတွေကဒီသတင်းစာဖတ်တဲ့အစီအစဉ်ခဏမှာဘောနော်ထည့်သွင်းထားတဲ့ဒီကတ်တုန်းတစ်ခုပါခင်ဗျာအဲ ဖော်ပြထားတဲ့ကတွန်းဆရာကတော့ကတွန်းဆရာရွာစော်ပါတဲ့အဲဒီမှာဒီလူနှစ်ယောက်ပေါ့နော်အပြန်လဲပြောဆိုနေကြတာပါအဲ့တော့ပထမတစ်ယောက်ကဘာပြောလဲဆိုတော့ဒီမိုကရေစီခီးကိုတဲ့လိုင်းကာစီပီသွားရင်တော့တတလုံးရောက်မှာမဟုတ်တော့ဘူးတဲ့အဲတယောက်ကပြောတာပေါ့နော်နောက်တစ်ယောက်ကဘာပြောလဲဟာဘာဖြစ်လို့လဲတဲ့ဒိစာဂေဆုံမဆွဲတော့ဘဲနဲ့လမ်းတစ်ဝက်ကနေပြန်ပြန်ဝိုက်နေကြလို့ပါတဲ့ဒါကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲနိုင်ငံရေးလောကစီးပွားရေးလောကပါလေပေါ့နော်လုတ်ပြီးမပြောပြီး နန္ဒောကနေပြန်လာတာမျိုးစုံပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ကက်တွန်းဆရာရွာစောကဟိုထုတ်ပေါ်တေရောပြထားတာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီကနေ့အော်တိုဘာလ2ရက်နေ့မှာထွက်စီခဲ့တဲ့တင်းစားနဲ့ဂျာနယ်တွေကကောင်းတဲ့ရာတွေကိုဖတ်ကြပြီးတဲ့အစီအစဉ်ကိုဒီနေရာမှာပဲရနာတော့မှာဖြစ်ပါတယ်ခင်ဗျာ။ကျေးဇူးနေကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်စီပါတယ်။